အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ပါအကျိုးရှိတော့အနည်းဆုံးတော့တရားရှိခောက်တော့ဆင်ခြင်မိမယ်လေ တော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘုံကတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြင်းအေးတော်မူသောမြတ်စွာဘုရားတခါတည်းပအောင်လို့နော်အေးအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လို့တာကံစိတ်ဥဒုအာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရခြင်းနဲ့အကျိုးရလက်ကောင်းတွေထွက်မှာတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဟုတ်ကံကောင်းအောင်လို့ကံပြီးတော့ပါလားအော်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါဆိုမေတ္တာတရား ကိုစေတနာလေးတွေဖြူစင်တန်ရှင်းနေအောင်ကိုကံတွေမြင့်နေအောင်ကံတွေအစင်အတန်းရှိအောင်တတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာမေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိတ်ဘယ်ကိုတချို့ကကောင်းကောင်းနားမလဲကြတာရှိတယ်မေတ္တာဆိုတာတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာဘေးရန်တွေကင်းစေခြင်းနဲ့ကျမ်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိမ်ဝမ်းညင်အေးစေခြင်းနဲ့ အရှင်မပြေတာဘာမှဖြစ်စေခြင်းဘူးအရှင်ပြေတာတွေဒီဖြစ်စေခြင်းနဲ့ကောင်းစေခြင်းတတ္တဝါတွေရဲ့အကျိုးရှိဝါကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင့်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွှေရှုအာလုံသောတတ္တဝါတွေဘေးရန်ကင်းကွာကိုယ်စိတ်နှပြကြမှာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီ အဲ့ဒါကိုထက်ခါထက်ခါရွတ်ရှုံနေကြအရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီတည်းမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စူးစမ်းဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့နော်ကောင်းအောင်ပြင်ဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဖုံဖုံပြောနေတာပေါ့နော်ဘုရားနှုတ်တိနဲ့မေတ္တာယသောဖရရဲ့ဂုံအီအသွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့တတဝရရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်ပြောနေတာတွေကအများကြီး ရှစ်ဆက်သွားမယ်နော်ကံပြီးရင်ဘုံဘုံတို့ဘာကိုပြင်ရမှာတော့စိတ်ကိုပြင်ရမယ်တဲ့စိတ်ကိုဘလို့ပြင်ရမှာတော့လူရင်းပြောရင်စိတ်ကိုချမ်းသာအောင်လုပ်ရမယ်စိတ်ကို မတုံ့လှုပ်အောင်လုပ်ရမယ်စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုံ့လှုပ်စေရဘူးစိတ်ကိုချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်စေရမယ်ဆိုတော့အဲ့ဒီခံယူချက်ရှိရမယ်နှစ်ချက်ပြောတယ်နော် စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုံ့လှုပ်စေရဘူးဘာပဲဖြစ်စေရမလဲစိတ်ကိုချမ်းမဲချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်မှုပဲရှိနေစေရမယ် အဲ့လိုရှင် စိတ်မစင်းရအောင်စိတ်ချမ်းသာအောင်ဘယ်လိုလုပ်မလို့စိတ်ကိုမစင်းရအောင်လုပ်ရင်စိတ်ကချမ်းသာတာပဲစိတ်ကိုမတုံမလှုပ်အောင်လုပ်ရင်စိတ်ကငြိမ်သွားတာပဲအဲ့လိုရှင်စိတ်ကိုစင်းရအောင်နှိမ့်ဆက်တာဘယ်သူတို့စိတ်ကိုတုံလွတ်အောင်လုပ်တာဘယ်သူတို့လောဘဒေါသမောဟနော်လူချင်းမမောမှုတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်မကျင်နှံ့မှုဒေါသတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်ဘာမှမသိဘူးဘဝမှာဖြစ်လို့ပဲနေတယ်အတိညာရှိအောင်မလုပ်ဘူးလောဘဒေါသနေအောင်မလုပ်ဘူးဘဝခန္ဓာကြောင့်တည်အောင်မလုပ်ဘူး ုသိုလ်ကောင်းမှုစိတ်ဝင်စားကောင်းမှမသိဘူးမောဟတွေနဲ့လွှမ်းနေရဲအဲ့ဒါစိတ်ဆင်းရဲတယ်။ဟောစိတ်စိတ်ကိုနှိပ်စက်မဲ့အရာတွေကိုလောဘဒေါသမောဟဆိုတာ။တပြိုင်တည်းထဲမှာပဲစိတ်ကဆင်းရဲပြီဟဲ့ဆိုတာနဲ့စိတ်ကငြိမ်တော့ဘူး။စိတ်တုံ့လှုပ်တယ်ဆိုတာဆင်းရဲလို့တုံ့လှုပ်တာ။နော်ချမ်းသာနေရင်စိတ်ကမတုံ့လှုပ်ဘူးငြိမ်နေတာ။အဲ့တော့စိတ်မတုံ့လှုပ်ခြင်းမူဆိုလို့ရှိရင်ဘုမတို့ဘာလို့မလုပ်ချမ်းသာအောင်လုပ်ရမလဲ။ချမ်းသာအောင်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလို့မဆင်းရဲအောင်လုပ်ရမယ်။မဆင်းရဲအောင်ဆိုရင်ဘယ်လိုလုပ်မလို့ဆင်းရဲစေတတ်တဲ့အရာတွေကိုဝင်မလာအောင် လောက်ရမယ်ဆင်းရဲစေတတ်တဲ့အရာတွေပါလေတော့လောဘဒေါသမောဟရောနော်အဲ့ဒါဘယ်လိုလောက်အောင်ဆိုတော့အနှစ်ချုပ်ပြောရင်တတိနဲ့လောက်ရတယ်တဲ့တတိနဲ့ကာကာကွယ်ရကိုကိုကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုအမှန်ကန်အောက်မေ့နေတဲ့သဘောလေးဘုရားတော်ဦးဇင်းတို့ပြောသေးတယ်လေကိုကိုဘာဖြစ်နေလဲဝင်လေလေးဝင်နေတယ်ထွက်လေလေးထွက်နေတယ်အဲ့ဒါလေးပုံမှာတတိလေးထားလိုက်ပြီးဟေးဆိုတာနဲ့လောဘဒေါသမောဟကဝင်ကိုမရအောင်ကာကွယ်ပြီးသားတားဆီးပြီးသားဖြစ်တယ်သူတို့ဝင်မလာဘူးဟေးဆိုတာနဲ့စိတ်ကမစင်းရဲဘူးနှောက်ရက်ပေးမဲ့ကောင်းတယ်နဲ့ကင်းတယ်စိတ်က ချမ်းသာသွားသူတို့နဲ့ဝေးလေးစိတ်ကချမ်းသာလေချမ်းသာပြီးဟေ့ဆိုလေးလေးပါတော့ငြိမ်လေးလေးပဲဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ရမယ်